မင်္ဂလာပါရှင်မနေ့ကနိုဝင်ဘာလ6ရက်နေ့ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတဝန်းကဖြစ်ပျက်နေတဲ့သတင်းအကြောင်းအရာတွေကိုပြန်ပြီးစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်အရင်ဆုံးအနေနဲ့မြန်မာပြည်တွင်းတွေကသတင်းအကြောင်းအရာတွေကိုနားဆင်ရမှာပါသခိုင်းတိုင်းအရတော်မြို့ပေါ်အမှတ်နဲ့အကြောင်းမှာတက်ဆွဲရတဲ့စစ်တပ်စခန်းကိုဒေါ်လာရေးအဖွဲ့တွေဝင်ရောက်ဆင်းနေတက်ခါရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းဆွန့်ထွက်ပြေးသွားတယ်လို့သတင်းရရှိပါတယ်နိုဝင်ဘာ9ရက်မနက်2:00နာရီဝန်းကျင်မှာ အရတော်မျိုးမြောက်ဘက်အစွန်မှာရှိတဲ့အမှတ်နဲ့ကျောင်းမှာတက်ဆွဲထားတဲ့စစ်တပ်ကိုဒေါ်လန်ရဲ့အဖွဲ့တွေကအဝင်ရောက်စီးနေတက်ခိုက်ကြရမှာတိုက်ပွဲမိနစ်20ဝန်းကျင်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းဆွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့အရတော်မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတို့ကဆိုပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားက10ရောက်15ရောက်လောက်ရှိပြီးအဲ့ဒီခေတ်ကပြည်သူတွေကိုပတ်စံတောင်းတာတွေပြုလုပ်တယ်လို့ပကဖာတာဝန်ရှိသူက ပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ရဲ့ထိခိုက်သေးဆုံးမှုကိုစစ်စစ်ဆေးဖြစ်ပြီး ဒေါ်လာရဲ့အဖွဲတွေကတော့အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့တယ်လို့သူကဆိုပါတယ်။အဲ့ဒီစကန်ကနေ icon လေးလုံးငွေသား3သိန်းဝန်းကျင်စံကယ်3စီးကြည်တောက်တွေနဲ့တခြားစစ်အသုံးဆောင်ပစ္စည်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ကာကွယ်ရေးအဖွဲတွေကထုတ်ပြန်ပါတယ်။ဒါ့အပြင်စစ်ကောင်စီစစ်ကိုလာနိုင်တဲ့လမ်းကြောင်းတွေကိုဖျက်တောက်နိုင်ရဲ့အတွက်လည်းပကဖရဲဘော်တွေကတောင်းဝန်ယူထားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီ gas gun ကိုစီးနေတက်ခိုက်တဲ့စစ်စင်ရေးကိုအရတော်မြို့နယ်ပကဖဒီပင်းရင်းမြို့နယ်ပကဖ ကျစ်တင့်နဲ့စားတဲ့အဖွဲတွေကပူးပေါင်းတက်ခတ်ခဲ့တာလို့ဆိုရပါအရတော်မျိုးပေါ်ကပြည်သူတွေအနေနဲ့စစ်ရေးတရင်နဲ့နေထိုင်ကြဖို့ကိုလည်းအရတော်ပကပတောင်းဝန်ရှိသူကမေတ္တာရက်ခံထားပါတယ်ရှင်ကချင်ပြည်နယ်ဗမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီးနိုဝင်ဘာလ6ရက်ဒီနေ့မှာတော့စစ်ကောင်စီရဲ့ခလာရ40ခွန်တရင်ဘက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကချင်စစ်ရေးတရင်ရင်မြကပြောပါတယ်ကချင်ဒေသအလက်တလောစစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ တရင်ရမြက်ကဝိုင်းမော်ဘတ်မှာတိုက်ပွဲညင်းနေပေမဲ့ဗမော်မျိုးတိုက်ပွဲဒီနေ့ပြင်းထန်တယ်လို့ပြောပါတယ်ခလာရ40ခွန်တရင်အနီးတိုက်ပွဲဟာ KIA ကအထူးစစ်ဆေးတက်ခိုက်နေတာဖြစ်တယ်လို့လည်းသူကရှင်းပြပါတယ်ဗမော်ဘတ်မှာတိုက်ပွဲနေတိုင်းရှိပြီးနဖက်အပြန်အလှန်အထူးစစ်ဆေးတက်ခိုက်နေကြောင်းနဲ့ပြီးခဲ့တဲ့3ရက်အတွင်းနေရာနှစ်ခု KIA ကပြန်ရထားကြောင်းကချင်စစ်ရေးတရင်ရမြက်ကဆိုပါတယ်ဗမော်ဒေတာအစစ်ရေးအခြေအနေကိုမင်းမြတ်ဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးစင်းဆက်သွယ်ထားစေပါဒါ့အပြင်စစ်ကောင်စီနဲ့ KIA ဟာကချင်ပြည်နယ်ခေါလံဘူးဘက်မှလည်းတိုက်ပွဲတွေရှိနေပြီးအော်တိုဘားအတွင်းခေါလံဘူးဒေသကစစ်ကောင်စီတပ်နဲ့ပြည်သူစစ်ကောင်လေးခုကို KIA ကသိမ်းပိုက်ထားပါတယ်အခြားသတင်းရင်းမြစ်တူကလည်းတိုက်ပွဲတွေနှစ်ဝက်နီးပါးကြာဖြစ်ပွားနေတဲ့အဖွဲ့ကမှလည်းစစ်ကောင်စီတပ်ကအစ်အင်အားဖြစ်တင်းနေတယ်လို့ပြောပါတယ်ဖားကန့်ကိုစစ်တပ်ကအစ်အင်အားပို့နေလို့ ဗရန်ကထောင်ခေတ်ကိုဒီမနက်ပိုင်းစစ်တပ်ကပိတ်ထားကြောင်းအသည့်တရင်မြေကအဆိုပါတယ်တစ်ဖက်မှာလည်းစစ်ကောင်စီဝါရဖြန့်သူတို့နဲ့စစ်ကောင်စီအားပေးမီဒီယာတို့မှာတော့ KIO KIA နဲ့စစ်ကောင်စီတို့တွဲဆုံဆွေးနွေးဖို့ပြင်ဆင်နေတယ်လို့ဝါရဖြန့်မှုတွေစက်တိုက်ပြုလုပ်နေပါတယ်ကချင်းစစ်ရေးတရင်မြေတို့ကစစ်ကောင်စီနဲ့ KIA တွဲဆုံဖို့မရှိသေးဘူးလို့ဆိုပါတယ်အဲ့ဒီလိုစစ်တပ်ကဝါရဖြန့်နေတာနဲ့ပတ်သက်ပြီးမေးမြန်းဖို့ဘုံမူကြီးနော်ဘူးစီကိုဆက်သွယ်ထားဆဲဖြစ်ပါရှင့် မန္တလေးတိုင်းတောင်တောင်မြို့ဝင်စစ်စေးရိတ်ခိတ်သုံးကဲကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၃ယောက်ထပ်မံတေဆုံးခဲ့ကြောင်းမြင်းချက်ခိုင်ရိုင်အမှတ်၃တပ်ရင်းရဲ့တာဝန်ရှိသူကပြောပါတယ်နိုဝင်ဘာလ5ရက်မနေ့မနက်6နာရီဝန်းကျင်ကတောင်တောင်မြို့ကမကြီးရွတ်ခိတ်ဘိတ်သနိုးတောင်ကိန်းနဲ့ဇကြန်းအထွက်တန်လန်းစစ်စေးရိတ်ခိတ်တွေကိုမြင်းချက်ခိုင်ရိုင်အမှတ်၃တပ်ရင်းကတပြိုင်တည်းစီးနှက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်တကိန်းနဲ့တကိန်းကမနီးကပ်ပဲစကြန်းအထွက်တန်လန်းခိတ်ဆိုတာက တောင်တာမြို့ရဲ့အနောက်ဘက်အထွက်ဂိတ်မကြီးရိုဂိတ်ကတောင်တာမြို့အရှိဘအထွက်ဂိတ်လို့ငင်းချန်ခရိုင်အမှတ်3တရင်ရဲ့တာဝန်ရှိသူကရှင်းပြတာပါမကြီးရိုဂိတ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားပြီးဘန်ဂါရီအတွင်းကနေစစ်ကောင်စီတပ်ဖွဲ့ဝင်3ယောက်ရဲ့အလောင်းတွေကိုတွေ့ကြရတယ်လို့တရင်တာဝန်ရှိသူကပြောပါတယ်ဘန်ဂါရီကိုတော့မီးရှို့ခဲ့တယ်လို့သူကဆက်ပြောတာပါဘေးတနိုးတောင်ပေါ်ကဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရမှာလေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးပြီးဘန်ဂါဆန်းတစ်ခုတည်းက ဘန်ကာ၁၁ခုထိသိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။စကြန်းအထွတ်တန်လန်းဂိတ်မှာတော့အပြန်အလှန်ပြစ်ကတ်မှုဖြစ်ပွားခဲ့ပြီးစခန်းကိုမသိမ်းနိုင်ခဲ့ပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားခဲ့တယ်လို့ငင်းချက်ခရိုင်အမှတ်3တိုင်ရင်ကထုတ်ပြန်ပါတယ်။တိုက်ပွဲအတွင်းငင်းချက်ခရိုင်အမှတ်3တိုင်ရင်ရဲ့ရဲဘော်တယောက်ကြီထိမှန်ပြီးမစိုးရင်ရဘူးလို့သိရတာပါ။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလက်နက်တွေယူပြီးထွက်ပြေးကြလို့လက်နက်မသိမ်းလိုက်နိုင်ဘူးလို့လည်းဆိုပါတယ်။ကာကွယ်ရေးရဲဘော်တွေအနေနဲ့ဘန်ကာတွေကိုထိန်းထားနိုင်ပေမဲ့ ်စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကြောင့်တောင်သာမြို့ပေါ်ပြည်သူတွေထိခိုက်မှာစိုးတဲ့အတွက်မီးရှို့ပြီးပြန်ဆုတ်ခဲ့ရတယ်လို့အသိပေးထားတာပါဒါပေမဲ့မင်းညာ၈နိုင်ကျော်မှာတော့စစ်ကောင်စီတပ်က တောင်သာနယ်အတွင်းကအရွှေတံဘူကြီးရွာကိုလေကြောင်းတိုက်ခိုက်လို့ပြည်သူတယောက်သေဆုံးပြီးအိမ်တွေပျက်စီးခဲ့တယ်လို့လူမှုလှုပ်ရှားမှုကော်မတီတောင်သာကထုတ်ပြန်ထားပါတယ်ရှင်။ရန်ပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာတစောင်းဘုံလာပြညာကလူငယ်ရေးစုပြီးကာလာသာဟင်ချက်စားဖို့ချက်ခိုးတဲ့အထက်ကလူငယ်တယောက်ကို ရည်သူရှိဆောင်ပါတီ PPP အမတ်လောင်ဆိုင်းရွှေထင်းနဲ့တားဖြစ်သူတို့ကရိုက်နှက်လို့တေဆုံးသွားခဲ့တယ်လို့သိရပါတယ်။တောင်ကြီးမြို့ရက်ွက်တဲ့အနေမြင့်နဲ့မှာနိုဝင်ဘာလ9ရက်မနက်2နာရီခွဲဝန်းကျင်ကအဲ့ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။အဲ့ဒီရက်ွက်တဲ့က PPP အမတ်လောင်ဆိုင်းရွှေထင်းရဲ့ခြံဝန်းထဲကကြက်ကိုလူငယ်တယောက်ကဝန်ဖန်းစင်မှာရိုက်နှက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလူငယ်ကိုဆိုင်းရွှေထင်းနဲ့သူသားဖြစ်သူဆိုင်းကျော်စိုးမိုးတို့ကဖမ်းဆီးရိုက်နှက်ခဲ့တာကြောင့်တေဆုံးသွားခဲ့တယ်လို့ ဒေသခံသူကပြောပါတယ်လက်ရှိမှာတော့အဆိုင်ရွှေအထိနဲ့အသားဖြစ်သူတို့ကိုတောင်ကြီးမြို့မှာရဲစခန်းမှာဖမ်းဆီးထားပြီးလူတက်မှုနဲ့အမှုဖွင့်ထားတယ်လို့သိရတာပါဆိုင်ရွှေထီဟာစစ်ကောင်စီဝန်ကြီးဟောင်းဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီကိုကိုစားဖြစ်ပြီးတောင်ကြီးမြို့မဲဆန္ဒနယ်အမှတ်၁ကနေဝင်ပြိုင်ဖို့အမှတ်ပုံတင်ထားသူဖြစ်ပါတယ်တောင်ကြီးမြို့ဒေသခံသူကစစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်မဲ့သူတွေဟာစစ်တပ်လိုပဲလူမှုအပေါ်ရုံမှာကြပြီးအခုလိုဖြစ်လို့လူသိတာနဲ့မသိတာပဲရှိတယ်လို့ပြောပါတယ် ဒါကြောင့်မို့လာပြည့်နေ့ညနဲ့လာပြည့်ကျော်တရက်ညတွေမှာတခိုးကြီးအဖြစ်လူငယ်တွေကပျော်ပွဲရှင်ပွဲလုပ်ပြီးပျော်ပါးလေရှိပါတယ်။တောင်ကြီးမြို့လိုစစ်ကောင်စီကအပြည့်အဝထင်းချုပ်ထားတဲ့မြို့တွေမှာအခုလိုပျော်ပွဲရှင်ပွဲတွေရှိပေမဲ့ဒေသအနှံ့ကအမျိုးတွေအများအပြားမှာတော့အရင်ကလိုပျော်ပွဲရှင်ပွဲတွေမလုပ်ကြတော့ပါဘူး။ဒေါ်လေးအင်အားစုတွေထင်းချုပ်ထားတဲ့ဒေသတွေမှာဆိုရင်စစ်ကောင်စီရဲ့လေကြောင်းရန်ကိုကာကွယ်ဖို့တတိပေးထားတာတွေလည်းရှိနေပါရဲ့ရှင်။ နယူးယောက်မြို့တော်ဝန်သေးအဖြစ်ရွေးကောက်တင်မြှောက်ခံရသူဇိုရန်မမ်တန်နီကိုကွန်မြူနစ်တအူးလို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားလိုက်ပါတယ်။အသက်34နှစ်သာရှိသေးတဲ့မမ်တန်နီဟာနိုဝင်ဘာ၄ရက်ရွေးကောက်ပွဲရလဒ်အရာအမေရိကန်ရဲ့အကြီးဆုံးမြို့မှာမြို့တော်ဝန်ယာဒူးကိုရယူနိုင်ဖို့တေချာသွားခဲ့ပါတယ်။ထရမ့်ဟာနယူးယောက်မြို့တော်ဝန်နေရာအတွက်မမ်တန်နီကိုမရစေခြင်းကြောင့်အတိအလင်းသဘောထားထုတ်ပြန်ပြောဆိုထားတာပါ။မမ်တန်နီဟာနယူးယောက်မြို့တော်ဝန်အဖြစ်ရွေးကောက်ခံရတဲ့ ပထမဆုံးအာရှတောင်ပိုင်းအနယ်မွတ်စလင်တဦးလည်းဖြစ်လာပါတယ်သူကိုအိန္ဒိယအနယ်မိဘတွေကယူဂန်ဒါမှာမွေးဖွားခဲ့ပြီးနောက်တော့အမေရိကန်နိုင်ငံသားဖြစ်လာခဲ့ပါတယ်မမ်တာနီဟာလဝဲရင်းဆိုရှယ်လစ်အတွေးခေါ်ရှိသူတယောက်အဖြစ်လူသိများပါတယ်အရင်းရှင်ဘီလီယံနာလုပ်ငန်းရှင်ကြီးတွေတထေးကြီးတွေကနယူးယောက်မြို့တော်ဝန်ယာဒူးကိုထိန်းချုပ်ဖို့အမြဲတမ်းစ조사ခဲ့ကြပေမဲ့ဒီတစ်ချိန်မှာမမ်တာနီကအောင်ပွဲခံခဲ့တာဟာအန်အောစီယာရလက်လို့လေလာသူတွေကသုံးသပ်ထားပါတယ်ထရမ့်ကတော့သူ့ရဲ့ဇာတိဖြစ်တဲ့နယူးယောက်မြို့မှာ ကွန်မြူနစ်တယောက်အာဏာရလာတော့မယ်လို့နိုဝင်ဘာ9ရက်နေ့တုန်းကမီယာမီမှာပြုလုပ်တဲ့စီးပွားရေးဆွေးနွေးပွဲတစ်ခုမှာပြောကြားခဲ့တာဖြစ်ပါတယ်။အတိုက်ခံဒီမိုကရက်တစ်ပါတီဟာနယူးယောက်မှာကွန်မြူနစ်တယောက်ကိုစင်တင် ပေးလိုက်ပြီလို့သူကဆိုပါတယ်။ကွန်မြူနစ်တွေ၊မက်ခ်စ်ဝါဒီတွေ၊ဆိုရှယ်လစ်တွေနဲ့ဂလိုဘယ်လစ်တွေမှာလည်းအခွင့်အရေးတွေတော့ရှိကြကြောင်း။ဒါပေမဲ့သူတို့တွေကကတ်ဘေးတွေ၊ပျက်စီးမှုတွေကလွဲရင်ဘာကုန်းမှယူဆောင်မပေးကြကြောင်း။ဒီတော့နယူးယောက်မှာလည်းကွန်မြူနစ်တယောက်ဘာတွေဆက်လုပ်မလဲ။ တကယ်ရောအလုပ်ဖြစ်မလားဆိုတာစောင့်ကြည့်ရုံသာရှိကြောင်း Trump ကမှတ်ချက်ပေးခဲ့ပါတယ်။ရွေးကောက်ပွဲရလဒ်မထွက်ခင်မှာ Trump ကတကယ်လို့ Mamdani သာ New York မြို့တော်ဝန်ဖြစ်လာမယ်ဆိုရင် Federal အစိုးရက New York မြို့အတွက်ထောက်ပံ့နေတဲ့ရန်ပုံငွေတွေကိုအနိုင်ဆုံးပမာဏအထိ short ချမယ်လို့သတိပေးခဲ့ပူးပါတယ်။ဒါပေမဲ့ Mamdani ကတော့သူ့အနေနဲ့ New York မှာဘယ်လိုနမူနာကောင်းတွေပြသနိုင်မလဲဆိုတာကိုပဲတွေးတောနေကြောင်းလူနေမှုစရိတ်ကြီးမားတဲ့ဒဏ်ကိုမြို့ကန်တွေအလူလဲခန်းစားနေရတဲ့အပေါ် စကားတွေကြီးပြောနေတာမဟုတ်ပဲအပြောင်းလဲတွေတခုခုဖန်တီးပေးကျင်ကြောင်းသူနဲ့ထရမ့်ကြားအဓိကကွာခြားတဲ့အချက်ကလည်းအဲ့ဒါပဲဖြစ်ကြောင်းမမ်တာနီကတုံ့ပြန်သွားပါတယ်ရှင်အမေရိကန်နိုင်ငံကန်တက်ကီပြည်နယ်တွေကကုန်တင်လျင်ပြတ်ကျမှုဟာအသေးပြောက်၁၁အူထီမြင့်တက်လာကြောင်းသိရပါတယ်နိုဝင်ဘာ၄ရက်ညနေပိုင်းတုန်းက Louisville နိုင်ငံတကာလေဆိပ်ကနေပြန်အတက်မှာလေယာဉ်ရဲ့အင်ဂျင်တစ်လုံးပြုတ်ကြပြီးလေယာဉ်ကလည်းပြတ်ကျမီးလောင်ပောက်ကွဲခဲ့ပါတယ် မူလကတည်ဆုံးသူအရေးအတွက်ကိုလေရင်အမှုတန်း3ဦးသာရှိတယ်လို့ကြေညာထားရကနေ24နာရီလောက်ကြာမှာတော့17ဦးထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။တည်ဆုံးသူတွေထဲမှာအ ਨੇ ဆုံးကလေးတဦးလည်းပါဝင်ပြီးအရေးအတွက်ကထတ်တိုးလာနိုင်တယ်လို့ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောကြားခဲ့ပါတယ်။ကနဦးစုံစမ်းစစ်ဆေးမှုတွေအရလေရင်ရဲ့ဘယ်ဘက်အင်ဂျင်ဟာလေရင်ပြန်တက်ချိန်မှာမီးဆွဲလောင်ပြီးပြုတ်ကျခဲ့တယ်လို့သိရပါတယ်။လေရင်ကအရှိန်နဲ့ထိုးဆင်းလာပြီးဝင်တိုက်ခဲ့တာကြောင့်ဂိုဒေါင်နှလုံးလည်းမီးလောင်ပြီးအကြီးအကျယ်ပျက်စီးခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာဒဏ်ရာရသူလဲတရားစင်ကျော်ရှိခဲ့တာပါဆေးရုံရောက်နေသူတွေဟာမီးလောင်ဒဏ်ရာနဲ့အပြက်အစီးအစာအနာတွေထိမှန်တဲ့ဒဏ်ရာတွေရထားကြသလိုမီးခိုးမုံပြီးအသက်ရှူမွန်းကျက်ခဲ့သူတွေလည်းပါဝင်တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်နောက်ပြီးပျောက်ဆုံးနေသူတချို့လည်းရှိတယ်လို့ကယ်ဆယ်ရေးတွေကဆိုပါတယ်လေရင်ပြတ်ကျရတဲ့အကြောင်းရင်းကိုတိတိကျကျမသိရသေးဘဲစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေသေးပါလေရင်အင်ဂျင်ဘာကြောင့်မီးဆွဲလောင်ပြီးပြုတ်ကျရသလဲလေရင် ။ဘာကြောင့်ပြက်ကြရသလဲဆိုတာကိုအတိအကျပြောဖို့ကတော့အရန်စောလုံးနေသေးတယ်လို့စုံစမ်းရေးအရာရှိတွေကမှတ်ချက်ပေးထားပါတယ်။လေရင်ပြက်ကြမှုအပြီးလေစိတ်ကိုယာယီပိတ်ခဲ့ပေမဲ့နိုဝင်ဘာ9ရက်နေ့မှာတော့ပြန်ဖွင့်ပေးထားပြီးလေရင်အတက်အစင်းတွေပြန်စနေပြီလို့ Louisville မြို့တော်ဝန်ကပြောကြားခဲ့ပါတယ်။လေရင်ပြက်ကြမှုနဲ့ဆက်ဆက်ပြီးလူပြောက်တိုင်ထားတဲ့မိသားစု16ခုရှိတယ်လို့လည်းသူကပြောပါတယ်။ American ရဲ့ United Parcel Service UPS ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကပိုင်ဆိုင်တဲ့လေယာဉ်ဟာ လောင်စာဆီကားလမ်းပေါင်း3800ကိုတင်ဆောင်သွားခဲ့တာကြောင့်လဲမီးလောင်မှုအခြေအနေကပိုဆိုးရွားခဲ့တာဖြစ်တယ်လို့စုံစမ်းရေးအရာရှိတွေကသုံးသပ်ထားပါတယ်။ Louisville မိသက်ဌာနအကြီးအကဲကလေရင်ပြတ်ကျတဲ့နေရာမှာဖြစ်ခဲ့တဲ့လောင်စာဆီရိုးစိမ့်မှုတွေဟာကင်တွယ်ဖို့အရန်အန္တရာယ်ကြီးတဲ့အခြေအနေမျိုးရှိနေတုံပဲလို့ပြောထားပါတယ်။ပြည်내အုပ်ချုပ်ရေးမှုကလည်းဒေသခံတွေအနေနဲ့လေရင်ပြတ်ကျတဲ့နေရာစီချင်းကပ်တာမျိုးလုံးဝမလောက်ကြဘူးအလေးနဲ့တိုက်တွန်းသတိပေးထားပါရယ်။လောင်စာတွေပြန့်နှံ့နေတာကြောင့ အချိန်မရွေးမီးထလောင်နိုင်တဲ့အန္တရာယ်ရှိနေသေးကြောင်းအွန်လိုင်းပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုတွေကိုကြည့်ရုံနဲ့တင်ဖြစ်စဉ်ကဘလောက်ဆိုးရွားကြမ်းတမ်းခဲ့သလဲဆိုတာအားလုံးသိကြပြီးဖြစ်မယ်လို့ယုံကြည်ကြောင်းပြည်내အုပ်ချုပ်ရေးမှူးကပြောထားပါတယ်ရှင်။အာဖဂန်နစ္စတန်နိုင်ငံရဲ့ဘိန်းဆိုင်အေရီးယားဟာအခုနှစ်ထဲမှာတိတိတသာပြန်လည်ကျဆင်းသွားခဲ့ကြောင်းကုလသမဂ္ဂကပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂရဲ့မူရည်ဆေးဝါးနဲ့ရာဇဝတ်မှုဌာန UNODC က2024နဲ့ရှင်ရန်အာဖဂန်ရဲ့ဘိန်းဆိုင်ကင်းတွေဟာ ခုနှစ်မှာ20ရာခိုင်နှုန်းရောကြသွားတယ်လို့သိရပါတယ်။ဘိန်းဟာ heroin ဘိန်းဖြူတွေထုတ်လုပ်ရမှာအခြေခံအကျဆုံးလိုအပ်တဲ့ကုန်ကျန်းပစ္စည်းဖြစ်ပါတယ်။အာဖဂန်ဟာတစ်ချိန်တုန်းကကမ္ဘာပေါ်မှာဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။ဒါပေမဲ့2020ခုနှစ်မှာတာလီဘန်တွေကနိုင်ငံကိုပြန်လည်အုပ်ချုပ်ခဲ့တဲ့နောက်ဘိန်းစိုက်ပျိုးမှုကိုထိထိရောက်ရောက်ရှော့ချမယ်လို့ကြွေးကြော်ခဲ့ပါတယ်။တကယ်လေအဲ့ဒီနောက်ပိုင်းနှစ်တွေမှာအာဖဂန်ရဲ့ဘိန်းထုတ်လုပ်မှုရောဘိန်းကင်းတွေပါတောက်လျှောက်ရောကြလာခဲ့ပါတယ်။ ဒါပေမဲ့2024ခုနှစ်မှာ Bayside Area 16ရာခိုင်နှုန်းပြန်မြင့်တက်ခဲ့ပြီးဒီနှစ်မှာတော့20ရာခိုင်နှုန်းပြန်ကျသွားတာလို့ UNODC ကဆိုပါတယ်။အာဖဂန်ရဲ့ဘိန်းထုတ်လုပ်မှုကတော့ရာခိုင်နှုန်းအနည်းနဲ့ပိုပြီးတောင်ရော့ကျသွားမယ့်အခြေအနေရှိနိုင်ပြီး32ရာခိုင်နှုန်းလောက်ကျဆင်းလိမ့်မယ်လို့ UNODC ကခန့်မှန်းထားပါတယ်။ဒါပေမဲ့အာဖဂန်မှာဘိန်းဆိုင်ပြိုထုတ်လုပ်မှုတွေကိုတာလီဘန်တွေကတားမြစ်လိုက်ပေမဲ့တစ်ဖက်မှာတော့ Metal Fatmin လို့မူရစ်ဆေးဝါးတွေထုတ်လုပ်မှုကတော့ဇက်တိုက်တရိပ်ပြနေကြောင်း UNODC ကတတိပေးခဲ့ပါတယ်။တနည်းအားဖြင့်စိုက်ပျိုးထုတ်ကုန်ကိုအခြေပြုတဲ့မူရည်ဈေးတွေထုတ်လုပ်မှုကျဆင်းလာပေမဲ့ဓာတ်ခွဲခန်းကထုတ်လုပ်တဲ့မူရည်ဈေးတွေကလုပ်ငန်းအသစ်တစ်ခုအဖြစ်ချဲ့ထွင်နေရယူလာတဲ့သဘောဖြစ်ပါရဲ့ရှင်။ People Spring ရဲ့နောက်ဆုံးရသတင်းတွေနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။